ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အသက်16နှစ်ပြည့်ပြီးတဲ့ Great Trove ចောင်းသားចောင်းသူတွေကိုဒီနေ့ရွေးကောက်ပွဲမှာမဲပေးနိုင်ရေးအတွက်စာတင်ចောင်းတွေမှာ ရွေးကောက်ပွဲဥပဒေကိုထည့်ပြီးတော့တင် जा ပေးသွားမယ်လို့အချမ်းဘတ်စစ်ခေါင်းဆောင်က ပြောကြားလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကြခင်မှာပြုတ်လို့မဲ့ရွေးကောက်ပွဲမှာဆန္ဒမဲပေးတာနဲ့ပတ်သက်ပြီးတော့ဥပဒေပညာကိုသိရှိဖို့လိုအပ်တာကြောင့်စာတင်ကျောင်းတွေမှာတင်ရိုးတစ်ခုလိုမျိုးထည့်သွင်းတင် जा ပေးသွားဖို့အချမ်းဘတ်ခေါင်းဆောင်မင်းအွန်လိုင်းကဇွန်လ17ရက်နေ့ပြည်ဦးလွေတက်နယ်ရောက်ရှိနေတဲ့အချိန်မှာပြောကြားသွားတယ်လို့သိရပါဗျ။ဒီမိုကရေစီလမ်းကြောင်းပေါ်ရှောက်လန်းနေခြင်းကြောင့်ဒီမိုကရေစီစနစ်မှာ ဥပဒေကိုသိရှိနားလည်ဖို့လိုအပ်တဲ့အတွာဌာနဆိုင်ရာအကြီးအကဲများအားလုံးကိုဥပဒေသင်တန်းများမဖြစ်မနေတက်ရောက်စေခဲ့သလို Grade 12ကျောင်းသားကျောင်းသူများကိုလည်း ဥပဒေနဲ့အခြေခံပညာများကိုသိရှိနိုင်ဖို့အတွက်သင်ကြားပေးနေပါတယ်2025 2026ပညာသင်နှစ်မှာ Grade 12ကကျောင်းသားကျောင်းသူတွေကိုရွေးကောက်ပွဲဥပဒေဖွဲ့စည်းပုံအခြေခံဥပဒေပြည်မှုဆိုင်ရာဥပဒေလူကုန်ကူးမှုဥပဒေလောင်းကစားဥပဒေနဲ့မူရစေဝါဥပဒေတွေကိုသင်ကြားပေးသွားမယ်လို့ပြောပါတယ်စစ်ကောင်စီက2024ခုနှစ်ကစတင်ပြီးတော့ Grade 12ကကျောင်းသားကျောင်းသူတွေကိုဥပဒေပညာသင်ကြားပေးဖို့အတွက်ဆရာဆရာမတွေကို Training of Trainers TOT သင်တန်းတွေကိုပေးခဲ့တယ်လို့ပညာရေးဝန်ထမ်းတယောက်ကပြောပြထားပါတယ် ဥပဒေဆိုတာထက်ရွေးကောက်ပွဲမှာမဲပေးဖို့တင်ပေးနေတာစာမွေးပွဲမှာထက်မဖြေခိုင်းဘူးမဲဘလို့ပေးရတယ်ပယ်မဲမဖြစ်အောင်ဘလို့ထက်ရတယ်ဆိုတာကိုတင်ပေးနေတာပါမနစ်က grade 12ကတဒန်းပဲဒီနေ့တော့ grade 10ကနေပြီးတော့ grade 12အထိတင်ရမှာပါစစ်တပ်ရွေးကောက်ပွဲအတွက်မနေ့ကတည်းကကြိုပြီးတော့စီစဉ်နေကြတာလို့ပြောပြထားပါတယ်ရွေးကောက်ပွဲကိုဒီနေ့ဒီဇင်ဘာကုန်သို့မဟုတ်2026ခုနှစ်ဇန်နဝါရီလအစောပိုင်းမှာမြို့နယ်ပေါင်း268မြို့နယ်မှာနေအမြေအပိုင်းပိုင်းလိုက် င်းပသွားမယ်လို့စစ်ကောင်စီရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပြောဆိုထားပါတယ်။လက်ရှိမှာရွေးကောက်ပွဲကော်မရှင်ကမှတ်ပုံတင်ခွင့်ပြုထားတဲ့ပါတီ49ပါတီရှိပြီးတော့အဲ့ဒီတဲကမှ9ပါတီကတနိုင်ငံလုံးဝင်ပြိုင်မှာဖြစ်ပြီးတော့ကျန်တဲ့ပါတီ40ကတော့ပြည်내နဲ့တိုင်းဒေသကြီးများမှာဝင်ပြိုင်မှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။